ပြည်သက်ကြီးတို့ရေဒီနေ့မှာတော့အမေရိကန်နိုင်ငံရေးလောကရဲ့အငင်းပွားဖွယ်ရာအကြောင်းအရာတစ်ခုကိုတင်ဆက်ပေးသွားမှာပါအဲ့ဒါကတော့သမရဒေါ်နယ်ထရန့်ရဲ့ AI ပုံကြောင့်ကက်သလစ်ဘာသာဝင်ရဲ့အမျက်ဒေါသထွက်ခဲ့တဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဒီပုံကိုမြင်တဲ့အခါပြည်သက်ကြီးတို့ဘယ်လိုခံစားရပါသလဲဒီပုံဟာတခြားသူမဟုတ်ပါဘူး ကွေလွန်သွားခဲ့တဲ့ပုံရဟန်းမင်းကြီး Francis အတွက်ဝန်နေချင်းမကုံသေးတဲ့ကက်သလစ်ဘာသာဝင်တွေကိုဒေါသထွက်စေခဲ့တဲ့ပုံပါပဲဒီပုံကိုဖန်တီးခဲ့တဲ့သူကတော့ Donald Trump ကိုယ်တိုင်ဖြစ်ပြီးတော့ AI နည်းပညာကိုအသုံးပြုထားတာပါပုတ်ရဟမင်းကြီး Francis ဟာကက်သလစ်ဘာသာဝင်တွေရဲ့လေးစားချစ်ခင်မှုကိုရရှိထားတဲ့ဘာသာရေးကောင်းဆောင်တစ်ဦးပါ သူ့ရဲ့ကွယ်လွန်မှုအတွက်ကဘာတဝမ်းကကက်သလစ်ဘာသာဝင်တွေဟာဝမ်းနည်းပူဆွေးနေကြတော့မှာပဲဒါပေမဲ့ဒီလိုအချိန်မှာပဲထရန်ကပုံရဟမင်းကြီးဝတ်စုံဝတ်ဆင်ထားတဲ့သူ့ရဲ့ AI ပုံကိုလူမှုကွန်ရက်တွေမှာတင်ခဲ့ပါတယ်ထရန်ဟာသူ့ရဲ့ True Social နဲ့ X လူမှုကွန်ရက်ဆိုင်မျက်နှာတွေမှာဒီပုံကိုတင်ခဲ့ပြီးတော့ From Donald Trump True Social လို့လည်းရေးသားခဲ့ပါတယ်။ဒါအပြင် Impuro မှာသတင်းတောက်တွေရဲ့မေးမြန်းမှုကိုလည်းကျွန်တော်ကိုယ်တိုင်ပုံရဟမင်းကြီးဖြစ်ခြင်းပါတယ်။ This week the US president joked he'd like to be the next pope. I'd like to be pope. That would be my number one choice. Trump is not Catholic. သူတို့ကထရက်ရဲ့လောက်ရက်ကိုမလီမစားပြုခြင်းဆက်ဆုပ်ဖွဲကောင်းခြင်းရိုင်းဆိုင်ခြင်းနဲ့ဘာသာရေးကောင်းဆောင်ကိုစော်ကားခြင်းလို့ရှုမြင်ကြပါတယ်။ဒါအပြင်အတိတ်နဲ့အနာဂတ်ရှိကက်သလစ်ဘာသာဝင်တွေအားလုံးရဲ့ကောင်းဆောင်တွေကိုလည်းလေးစားမှုမရှိတဲ့လောက်ရက်အဖြစ်လဲဝေဖန်ခဲ့ကြပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ Trump ရဲ့ဒီလုပ်ရက်ဟာဘာသာရေးဆိုင်ရာ အထီးကိတ်မခံတဲ့ကိစ္စရပ်တွေကိုရှော့တွက်ခြင်းသို့မဟုတ်အာဏာရရှိရေးအတွက်ညီသည့်နေနံကိုမဆိုအသုံးပြုဖို့ဝန်မလေးခြင်းရဲ့နောက်ထပ်ဥပမာတစ်ခုအဖြစ်ရှုမြင်နေကြပါတယ်။ပရိသတ်ကြီးတို့ရောဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့ဘလို့တင်ကြပါသလဲ။ Trump ရဲ့လုပ်ရက်ကိုဘလို့ရှုမြင်ကြပါသလဲ။ comment မှာလွတ်လပ်စွာဆွေးနွေးနိုင်ပါတယ်နော်။ကျေးဇူးတင်ပါတယ်ရှင်။